တကယ်တော့ကျမရင်ထဲမှာလည်းအခုချိန်ထိပြန်တွေးကြည့်ရင်မျိုးသမီးတွေရဲ့အချစ်ဟာဘဝတစ်ခုလုံးလားဒါတကယ်ကိုဟိုမျိုးသမီးတွေတည်းအရေးပါပါတယ်အမျိုးသားကတော့သိကြတယ်မျိုးသားတွေရဲ့အချစ်ဟာဘဝတစ်ခုလုံးမဟုတ်ဘူးဘဝရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်တယ်လို့ကျမယူဆတယ်။အဲ့တော့ကျမမှတ်စုရေဟိုကနေဒါကလည်း တမကစာရီဖန်ရင်ဖန်ရင်စာရီတွေကနေတွေ့မယ်နောက်တငယ်ချင်းတွေရှိမယ်နောက်တမမှာလူနာတွေရှိတယ်အဲ့လူနာတွေအမျိုးသမီးတွေရှိမယ်အဲ့တော့သူတို့စီကနေရထားတဲ့ data တွေအချက်လက်တွေအကုန်ပေါင်းပြီးတော့တင်းနဲ့တင်းနဲ့ပေါင်းနှင်းနဲ့နှင်းနဲ့မြှောက်အကုန်လုံးမြှောက်ကြည့်လိုက်တဲ့အခါမှာနောက်ဆုံးအဖြေရလက်ကအဲ့ဒါပဲအမျိုးသမီးတွေရဲ့အချက်ဟာဘဝတစ်ခုလုံးဖြစ်ပြီးတော့အမျိုးသားတွေရဲ့အချက်ဟာသူတို့ဘဝရဲ့ အနည်းငယ်တော့အစိပ်ပိုင်းညာတာဖြစ်တယ်ဆိုတဲ့ကောက်ချက်ကိုကျွန်မရလာတယ်။အဲ့တော့အဲ့ဒါဟာမှန်ခြင်းလဲမှန်ပါမယ်။မှားခြင်းလဲမှားပါမယ်။ဒါပေမဲ့အဲ့ဒီကောက်ချက်ကြောင့်ကျွန်မရေးလိုက်တဲ့ဝိထုတပုတ်ရှိတယ်။အဲ့ဒါကတော့ဘာလဲဆိုတော့မိမတယောက်ရဲ့ဖွင့်ဟဝန်ခံချက်လို့ခေါ်ပါတယ်။အဲ့ဒီမိမတယောက်ရဲ့ဖွင့်ဟဝန်ခံချက်ကအဲ့ဒီသင်းကတော့အဲ့ဒါပဲ။အမျိုးသမီးတယောက်ရဲ့အချစ်ဟာဘဝသူ့ဘဝတစ်ခုလုံးပဲဖြစ်တယ်။ဒီအမျိုးသားကတော့သူ့ဘဝမဟုတ်ဘူးပေါ့နော်။အဲ့တော့အဲ့ဒါကိုဒါပေမဲ့အဲ့ထဲထဲမှရှိတဲ့အဲ့ထဲထဲမှဆက်ကောင်းနေမယ့်ဒေါက်တာသ တနစ်အိမ်လို့ခေါ်ပါတယ်အဲ့ဒေါက်တာတနစ်အိမ်ကသူကဘာပြောလဲဆိုတော့ဟိုသူကအချစ်တယ်ဒါပေမဲ့လည်းသူလက်ထပ်ချင်တယ်ဘာကြောင့်လဲဆိုတော့သူကပိုင်ဆိုင်ချင်တာအချစ်ဟာလက်ထပ်ချင်တဲ့အတူတူပဲလို့သူကယူဆတယ်သူတို့လက်ထပ်ချင်တဲ့အမျိုးသားလေးကလက်မထပ်ချင်သေးဘူးဘာကြောင့်လဲဆိုတော့အဆက်ဆက်ရပြည့်ပြည့်စုံမှလက်ထပ်ရင်အဲ့လက်ထပ်မှုကပျော်ရွှင်တော့အိမ်အောင်ကြီးဖြစ်မယ်ပေါ့ဒါပေမဲ့အမျိုးသမီးကကျတော့သူရှောင်ကျင်လို့လို့ ထင်တယ်နောက်နိုင်ငံသားကိုသွားပြီးတော့ဟိုကပညာသင်ကျင်တာအလုပ်လုပ်ချင်တာအဲ့ဒီချိန်ကလေးကကျမတို့မြန်မာပြည်မှာအဲ့ဒီဟိုနိုင်ငံသားသွားပြီးအလုပ်လုပ်မယ်ဆိုတော့ဟိုအတွေ့အကြုံဝင်လာပြီးအဲ့ဒီချိန်မှာအမျိုးသမီးကအဲ့ဒါကိုလက်မခံဘူးဆိုတော့သူတို့ချင်းပြဿနာဖြစ်ကြတယ်ဖြစ်ပြီးတဲ့နောက်ကိုသူကဟိုလက်ထပ်ချင်တယ်လက်ထပ်ရင်တော့ခြီထားလို့ရမှာပဲလက်ထပ်လိုက်လို့ရှိရင်တော့မင်းကလေးတယောက်ကသူစဉ်းစားတာလေဒီလူနဲ့ငါနဲ့လက်ထပ်လိုက်ရင်တော့ဒီလူဟာငါနားမှာပဲရှိတော့မှာပဲကျိုးတချောင်းလက်ထပ်ချင်းဟာကျိုးတချောင်းလို့သူကယူဆတဲ့အတွက်ဒီမင်းကလေးဟာသူ့ကိုလက် ထပ်ခြင်းလေသို့တော့တကယ်လက်ထပ်လိုက်တဲ့အခါကျတော့တကယ်လက်ထပ်ပြီးတော့၄၅၆လာကြတဲ့အခါမှာအဲ့ဒေါက်တာတနင်းအင်းဟာသူတိသွားတယ်လက်ထပ်ခြင်းဟာကျိုးတစ်ချောင်းဖြစ်ခဲ့ရင်တောင်မှအဲ့ဒီကျိုးဟာလင်းယောက်ျားကိုချီတဲ့ကျိုးမဟုတ်ဘူးမိန်းမသားကိုသာချီထားတဲ့ကျိုးဖြစ်တယ်ဆိုတာအဲ့ဒီမှာသူသိလိုက်ရတယ်ဒါကျမရဲ့ဝိတ္ထုတွေကအသိပေါ့နော်အဲ့တော့သူကလုပ်လဲဆိုတော့သူကအဲ့ဒီကျိုးကိုသူ မဖြတ်ချင်ပါဘူးဒါပေမဲ့ယောက်ျားလေးကအပြင်ကိုထွက်သွားပြီးတော့အလုပ်လုပ်တယ်သူ့ကိုလှမ်းခေါ်တယ်ဒါပေမဲ့သူမလိုက်သွားတော့ဘူးလိုက်သွားတော့ဘူးဆရာ तू ကလက်ထချင်းဟာကျိုးတချောင်ဖြစ်တယ်ဟုတ်တယ်သို့တော့အဲ့ကျိုးကသူ့ကိုပဲခြိထားတယ်လို့ तू ကခံစားရတယ်ဟိုယောက်ျားလေးကခြိလို့မရဘူးပေါ့နော်အဲ့တော့ तू မလိုက်သွားပဲနဲ့ဒီမှာကြံခဲ့တယ်တော့ကျမစောစောပြောတယ်အချစ်ဆိုတဲ့ဝတ္ထုတဲမှာကြပြားတဲမှာနွန်လွာနဲ့နဲ့ခြေတစ်ဖက်ကျွန်းနဲ့ယုံထွက်ဖို့မဖြစ်နိုင်တော့ဘူးကွယ်ဆိုတာ အခြေတစ်ဖက်ပဲကျွန်လိုက်ရင်သူ့စိတ်ထဲမှာတော့ထင်မှာပေါ့ဒီကြပြားလေးကမိန်ကလေးကနွန်လွားလဲအနဲ့ကြီးနွန်ထဲကိုခြေတော့ကျွန်သွားရင်ရုံထွက်ဖို့ခက်လိုက်တာလို့သူထင်တယ်သို့တော့သူပြန်ထွက်လာလို့ရတယ်ဘာကြောင့်လဲဆိုတော့ခြေတော့ကတစ်ဖက်သေးပဲကျွန်ထားတယ်တကယ်လို့များနှစ်ဖက်ကျွန်ရင်တော့အဲ့နွန်လွားလေးကညပြန်ထွက်လို့ကြားမှာမဟုတ်ဘူးနော်လာနေနဲ့မှာခြေတစ်ဖက်ပဲကျွန်မိရင်မဆိုးဘူးပေါ့။မှန်တော့ကောင်းတာတော့ခြေတော့လုံးဝမချလိုက်ရင်တော့အကောင်းဆုံးပဲ ဖက်ထဲချမိရင်မစိုးဘူးပေါ့ပြန်ယုံဖက်လာလို့ရပါသေးတယ်နှစ်ဖက်လုံးချလိုက်မိရင်တော့တေချာတယ်ပြန်ယုံဖက်လို့မရတော့ဘူးအဲ့ဒီနော်ထဲမှာညစ်သွားပြီတော်သေးတယ်ကျမကပြားလေးကကောင်မလေးကခြေတစ်ဖက်ပဲကျွန်လိုက်လို့နောက်ဒေါက်တာတနည်းအင်ကလည်းခြေကိုနှစ်ဖက်တော့ကျွန်လိုက်တယ်ဒါပေမဲ့သူကပထမတစ်ဖက်ကနည်း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 ပြီးတော့ဒုတိယတစ်ဖက်ကနည်းနည်းတိန်တဲ့ခါမှာအဲ့ဒုတိယတစ်ဖက်ကိုအာပြန်ယူပြီးတော့ပြန်ယုံဖက်တယ်နဲ့တူပါရဲ့တကယ်တော့လေဟိုအချစ်နဲ့အင်အောင်ရေးဟာမိန်းကလေးတွေအတွက်အလွန်အရေးကြီးပါတယ် ဒီဗီဒီယိုထဲမှာကျွန်မဟာဒေါက်တာတနင်းအေးအမားတွေကိုလည်းကျွန်မရေးထားတယ်အဲ့ဒီနေရာမှာလည်းကျွန်မကျွန်မကိုယ်တိုင်ဝင်ပြီးတော့ကျွန်မအနေနဲ့ရေးလိုက်တာဖြစ်တဲ့အတွက်ဟုတ်ကဲ့ပြောသူနန်းစားအနေနဲ့ပေါ့နော်ကျမအနေနဲ့ရေးလိုက်တာဖြစ်တဲ့အတွက်လူတွေကကျမလိုပဲထင်ကြတယ် ကျွန်မအကြောင်းလေးလည်းနည်းနည်းတော့ပါတာပေါ့လေဒါပေမဲ့လည်းအများကြီးတော့မပါဘူးဒေါက်တာတနေ့အိမ်ဟာကျူးမဟုတ်ပါဘူးဒါပေမဲ့လည်းဒီနေရာမှာကျူးလဲအဲ့ထဲထဲမှာမိန်းကလေးရဲ့ကာရက်တာတော်တော်များများပါတယ်အဲ့ထဲထဲမှာဘဲကာရက်တာကတော့ကျွန်မလည်းဘဲဟာကတော့ကျွန်မတငယ်ချင်းလဲဘဲဟာကတော့ကျွန်မအမေလဲဆိုတာပြောဖို့ခက်ပါတယ်အဲ့လိုဖြစ်အောင်ကျွန်မပြန်ပြီးတော့ရက်ရရေးထားတာဖြစ်တဲ့အတွက်အဲ့လိုပြောလို့မရဘူးပေါ့နော်ဒါပေမဲ့လည်းပြောချင်တာကရက်ထက်ချင်းဟာ ကျိုးတချောင်းဟုတ်ချင်မှဟုတ်မယ်ဟုတ်ခဲ့ရင်တောင်မှယောက်ျားကိုချီတဲ့ကျိုးမဟုတ်ဘူးမိမကိုပဲချီတာပိုဆိုးမယ်မိမကနှောင်တုတ်ပြီးတော့ကြံခဲ့ပြီးယောက်ျားကတော့လွင်ကျင်တဲ့နေရာမှာလွင်သွားမယ်ဆိုတော့ကျိုးလို့သွားပြီးမထင်လိုက်ပါနဲ့ထင်ပြီးတော့အချီမခံလိုက်ပါနဲ့သွားလဲမချီလိုက်ပါနဲ့အမျိုးသမီးတို့ကိုကျွန်မပြောချင်တာပါအမျိုးသားတွေကတော့ပြောချင်မှလို့ပါဘူးเนาะ ငကိုရေကဘလောက်ပဲချီချီတိမ်နဲ့ချီတဲ့ဂျိုးလိုပဲတိမ်နဲ့ချီလိုက်သလိုပဲသူတို့မှာပါမဟိုဟိုချီတုတ်နောင်ထားတာမရှိဘူးပေါ့ဒါကကျမရဲ့ဟိုကြီးတဲ့အချစ်အဲ့ဒီအချစ်ထဲမှာ အဲ့ဒီဝိထုထဲမှာပဲတပြိုင်တည်းမှာဂျန်ဒါကိစ္စလည်းပါပါတယ်အမျိုးသမီးအမျိုးသားဒန်းတူညီညှတယ်အခွင့်အရေးရမရဆိုတာပါတယ်ဒါပေမဲ့အဲ့ဒါနည်းနည်းပဲပေါ့အချစ်ကများများပေါ့နော်ဒါပေမဲ့အဲ့အချစ်မှာကိုပဲကျမအချစ်မှာနောက်ထပ်ကန္တာ၃ခုထပ်ခွဲလိုက်တယ်အချစ်မှာအမှတ်တရတုန်းကရေးတုန်းကဖြူစင်သောအချစ်တကယ်ရင်သွင်းမှရှိတဲ့ခံစားချက်နဲ့ဘာလို့မှအရှုံးအနိုင်မောင်ကရှုံးတယ်လို့လည်းမပြောဘူးကျမရှုံးတယ်လို့လည်းမပြောဘူးအရှုံးအနိုင်မရှိသော unconditional love ပေါ့နော်ဘာမှအချစ်အနေပေါ်မှာမူတည်တာမဟုတ်တဲ့အချစ် အဲ့ဒါကအမှတ်တရနောက်ဒုတိယအချက်ကကျတော့အချက်ဟာအင်အောင်ရေးလာအချက်ဟာဘဝလာပေါ်ဒီပြာများရတဲ့တနည်းအင်ရဲ့အချက်ဒါပေမဲ့လည်းနောက်ဆုံးတော့ကျိုးတစ်ချောင်းဖြစ်ရင်တောင်မှဒီကျိုးကငါ့ကိုပဲခြိတာသူ့ခြိတာမဟုတ်ဘူးလို့သူနောက်ဆုံးသဘောကောင်းကောင်းပောက်ပါအဲ့ဒါကနောက်ထပ် sorry နှစ်မျိုးပေါ့နော်နောက်ထပ်တတိယကျမနောက်ဆုံးမှာအချက်နဲ့ပတ်သက်လို့ရှာဖွေတွေ့ရှိသွားတာကတော့ကျမရဲ့နောက်ဆုံးရှာဖွေတွေ့ရှိမှု ဒါကပါလဲဆိုတော့ကျမရေးတဲ့ဝိထုဝိထုအတူအနေနဲ့ရေးတာပါဒါပေမဲ့ကျမဝိထုတို့ပေါင်းချုပ်ပြန်ထုတ်တဲ့ခါကျအဲ့ဒီကောင်းစင်လေးကိုကျမကောင်းစီဦးစီကောင်းကောင်းစီတင်ပြီးတော့ပြန်ထုတ်လိုက်တာ အချစ်ဆိုတာကျိုးနဲ့တီးဖို့မလိုတဲ့ပန်းပွင့်လေးတွေတဲ့ကျမတနေ့အိမ်လုံးကကျိုးနဲ့တီးကြည့်တယ်တီးတော့မိန်းကလေးကပဲအတီးခံရတယ်ယောက်ျားလေးကအတီးမခံရဘူး ဆိုတော့အခုနောက်ဆုံးမှကျွန်မပြန်ပြီးတွေ့သွားတာအချစ်ဆိုတာအချစ်တိုင်းဒီတန်လေးထားတာကောင်းပါလေကျိုးနဲ့တီလိုက်ရင်ကျိုးလေးကတန်လန်းလေးဖြစ်နေမယ်ထပါတော့ဇွန်ပွင့်မျိုးစပယ်ပွင့်မျိုးဟုတ်တယ်တချို့ဟာတွေကပန်းလေးတိုင်းပဲဖြန့်ထားလို့ရှင်လှတယ်သို့တော့တီလိုက်ရင်များပိုလှမလားလို့ခံစားရပြီးတော့ကျိုးလေးတွေနဲ့တီလိုက်တယ်အစုပ်လေးတွေတေးသေးလေးပါမယ်ជីជីပါမယ်တန်းစီပြီးတီလိုက်တော့ ဟုတ်တယ်ကျိုးကိုကျိုးတိုင်းထားရင်တော့လှတယ်ဒါပေမဲ့လေလေတိုက်တဲ့ခါကျဒီကျိုးကလွန့်သွားရင်နောက်တခြားကျိုးလေးတွေနဲ့လည်းကြီးမယ်ဆိုလို့ရှိရင်အဲ့ကျိုးတွေကရှုပ်သွားရင်ပြန်ဖြီလို့မရတော့ဘူးအဲ့ပန်းပွင့်လေးတွေဟာပန်းပွင့်လေးတွေတိုင်းမယ်ကောင်းတယ် အချစ်ဆိုတာလေအချစ်အတိုင်းပဲကောင်းတယ်တခြားဟာတွေရောလာလို့ရှိရင်ဟိုရောပြီးတော့ရှုပ်ကုန်တတ်တယ်လို့ကျမသဘောပေါက်သွားတဲ့အတွက်နောက်ဆုံးမှာတော့ကျမဝိတ္ထုတပုတ်ရေးလိုက်တယ်ချစ်ဆိုတာကျိုးရဲ့တီးဖို့မလိုတဲ့ပန်းပွင့်လေးတွေအဲ့ဒါရေးပြတဲ့နောက်မှာကျမဘယ်အချစ်ဝိတ္ထုမှရေးလို့မရတော့ဘူးလူတွေတော်တော်များများကကျမကိုအချစ်ဝိတ္ထုဖြတ်ပြီးရေးခိုင်းတယ်။ဟုတ်ဟုတ်ကဲ့ကျမရေးမှာပါ။လူတွေကကျမကိုအမှတ်ပြလို့ဝိတ္ထုမျိုးရေးစေချင်တယ်။မြစ်တို့ဤမာယာလို့ဝိတ္ထုမျိုးရေးစေချင်တယ်။ရင်ထဲမှာခံစားချက်ပြင်းပြင်းနဲ့ နင်းနင်းနေနေခန်းစားပြီးတော့ရေးလိုက်ချင်တာမြို့သမီးတွေပကပဲဖြစ်ဖြစ်ရေးပါအောင်ဟုတ်ကဲ့ဟုတ်ကဲ့ကျမရေးပါမယ်လို့ဘလောက်ပဲပြောပြောအနည်း၁၀နှစ်၅နှစ်ကြာတဲ့အချိန်အထိကျမအချိဝတ္ထုမရေးနိုင်တော့အဲ့တော့အဲ့ဒါပါလဲကျမကိုအချိဝတ္ထုမရေးနိုင်အောင်ဘယ်အရာတွေကကျမကိုတားထားတာလဲခုဂျန်တာကျမရဲ့ကန္တာမှာအချိအချိပြီးတဲ့နောက်နောက်ထပ်ဒုတိယကန္တာကဂျန်တာမြို့သမီးမြို့သား ပြန်တူညီမျှအခွင့်အရေးအမျိုးသမီးများအမျိုးသားနှီးပါအမျိုးသားလောက်မတော်နိုင်မှုဆိုတာသိပါတယ်ဒါပေမဲ့လည်းအမျိုးသားတို့လည်းပြန်ချောရသေးတာပေါ့နော်တကယ်လည်းဟုတ်ပါတယ်အမျိုးသမီး ထင်ရဲ့အုံနောက်ကဟိုမိဖို့ထဲမှာတင်းသုံးလာတာညားလာတဲ့ခါကျတော့အုံနောက်ဆိုတာဓာသွေးကြောက်နဲ့ဓာလိုပဲဓာကခဏခဏသွေးပြီးတော့သုံးလာများမှဓာကထက်တာကျမတို့အုံနောက်တရားလဲမိဖို့ထဲမှာသာသမီပြုစုရေးထဲမှာပဲနေရတဲ့ခါမှာဉာဏ်ပညာနဲ့ပတ်သက်တဲ့အုံနောက်ကမထက်တော့တာတွေရှိပါတယ်အဲ့တော့အဲ့ဒါကိုကျမတို့ကပြန်ပြီးသွေးစေခြင်းနဲ့မိန်းကလေးတိုင်းမိန်းကလေးတိုင်းကိုပညာတတ်စေခြင်းနဲ့အနည်းဆုံးတော့ရမှာရှိတဲ့မိန်းကလေးတယောက် ရေရန်ရေရန်ဆိုလို့ရှိရင်အပေါင်းလို့အမြောက်စားတတ်ပြီအဲ့ဒါဆိုလို့ရှိရင်သူဈေးရောက်မယ်ဆိုလဲရောင်းလို့ရပြီဝယ်မယ်ပြုတ်မယ်အမ်းမယ်ဆိုရင်လဲသူပြောလို့ရပြီပေချိုးကအစားတိုင်းလို့ရပြီဆက်ချုပ်မယ်ဆိုလို့ရှိရင်တော့မှဒီကိုခန္ဓာကိုပေချိုးနဲ့တိုင်းတတ်ပြီပေါင်းတတ်ပြီမြောက်တတ်ပြီအဲ့လိုဆိုလို့ရှိရင်သူ့ရဲ့ဘဝဟာဘလောက်များပိုပြီးတော့ချုံးဝေးလိုက်မလဲတချို့စာမတတ်တဲ့မိန်းကလေးတွေမိန်းကလေးတွေဟာပညာတတ်ရမယ်အထက်တန်းဟာကြီးမတတ်ရင်တောင်မှတေစာရှင်စာမက အပေါင်းတို့အမြောက်စားကဘာကြီးကဘလို့နေတယ်ပထဝီနေသားတီးဖို့တမိုင်းနေသားတီးဖို့မိန်းကလေးတွေဟာအခြေခံပညာတော့တတ်တဲ့နယ်လို့ကျမယူဆပါတယ်ဒါကြောင့်ကျမဟာအဲ့လိုမျိုး gender နဲ့ပတ်သက်တဲ့အရေးလေးတွေကျမရေးပါတယ်အဲ့လိုရေးတဲ့အခါကျတော့ကျမကိုစောစောပြောသလို feminist ဟိုအမျိုးသမီးမျိုးသမီးစွမ်းဆောင်မှုအဓိကဆိုတဲ့ဟို တစ်စိကူခတ်ကြတယ်။ဘာပဲဖြစ်ဖြစ်ကျမအဲ့ကန္တကျမရေးလိုက်တယ်။ရေးပြီးတဲ့နောက်မှာအဲ့ကန္တကိုဘာကြောင့်ရေးတယ်လဲဆိုတော့လေပြန်ကြည့်လိုက်တဲ့ခါကျကျမမှာရှိနေတဲ့ဘေးမှာလာပြီးတော့ကျမကိုရိုက်ခတ်နေတဲ့လှိုင်းနေရအများကြီးပေါ့နော်။အဲ့ထဲထဲမှာတော့ထူးထူးခြားခြားအနေနဲ့ကျမဒီဝိတ္ထုမျိုးဖတ်ကြောင့်ရေးပြတယ်လဲဆိုတော့ထူးထူးခြားခြားကျမပြန်တွေးကြည့်လိုက်တဲ့ခါမှာကျမဖြစ်ဖြစ်ပြက်ကလေးတခုရှိပါတယ်။အဲ့ဒီအဖြစ်ပြက်ကလေးကတော့ကျမရေနံเจ้าမှာစေကံဖွင့်နေတော့ စည်းကမ်းဖွင့်နေတဲ့အချိန်မှာကျမမှာလူနာတွေရှိတယ်အဲ့လူနာတွေမှာအများစုကတော့ထုံစံတိုင်းမျိုးသမီးဆရာဝန်စီဝဆိုအမျိုးသားတိတ်မလာတတ်ဘူးပေါ့နော်နည်းနည်းပဲလာမယ်ကလေးတွေနဲ့အမျိုးသမီးတွေနဲ့လာအမျိုးသမီးတွေကကျမကိုအားကိုးကြတယ်အများရန်လာတယ်အဲ့ဒီမှာတရက်တော့မနေ့အစော9နာရီပတ်ဝန်းကျင်လောက်မှာကျမစေကန်က7နာရီမှဖွင့်တယ်ဒါပေမဲ့လည်း9နာရီလောက်မှကျမကိုတကားလာခောက်တယ်လာခောက်တော့ကျမတကားဖွင့်ပေးလိုက်တော့အမျိုးသမီးတယောက် ကျမစီဆေးထိုးဖို့လာတာမနေ့9နာရီကျမရဲ့အိမ်ရှိမှာသူကသူဈေးဈေးတောင်းကောင်းပေါ်ရွက်ပြီးသူကရောင်းလာတာဆိုအဲ့ခံတောင်းကိုကျမဈေးကန်ရှိမှာချထားတယ်အဲ့ထဲထဲမှာဘာရီပါမလဲဆိုတော့ပြီပါမယ်ပဇွန်ကြောက်ပါမယ်ဟိုဟင်းသီးဟိရွက်ကလေးပါမယ်ခရမ်းညင်လေးပါမယ်အဲ့လိုပေါ့တိုလီမုတ်စာလေးတွေကိုတောင်းထဲမှာထည့်ပြီးတော့ကျတော့သူကအဲ့ဒါကိုဈေးထဲကနေပြီးတော့မနေ့9နာရီ6နာရီကလေးကသွားတဲ့ပြီးတော့ဒီရက်ကွက်ထဲမှာသူကလဲရောင်းနေအဲ့အဲ့ဒီအမျိုးသမီးဆိုတော့သူအဲ့ဒါလေးချထားပြီးဆံမတဲ့ ကျမဆေးထိုးခြင်းလို့ရတယ်။လာလေးရတယ်ဆိုပြီးတော့ကျမတကားဖွင့်ပြီးတော့ခရီးမောင်မခေါ်လိုက်တဲ့အခါကျ तू ကကျမတားဆေးထိုးခြင်းမရတဲ့။တားဆေးတရေတားဆေးထိုးခြင်းလေတဲ့။ Okay တရေတားဆေးထိုးခြင်းတာဟုတ်ပြီ။ဘယ်လိုဆေးထိုးမှလဲ။အဲ့ဒီမှာတရုတ်ကလာတဲ့တရေတားဆေးဆိုတာရှိတယ်ကျမတို့ခေတ်တုန်းက။နောက်ယူရီးယားက လူရလူခေါ်တော့ထိုင်းကလာတဲ့ဈေးရှိတယ်တစ်ခုကတလပဲခံတယ်တစ်ခုကသုံးလခံတယ်ဆိုတော့တလရဲ့ဈေးနှုန်းကတစ်မျိုးသုံးလခံတဲ့ဈေးရဲ့ဈေးနှုန်းကတစ်မျိုးဆိုတော့ကျမတို့မေ့ကြည့်တယ်ဘယ်ဈေးထိုးမှာလဲဆိုတော့ဈေးပေါ်တဲ့ဟာဘာရှိလဲတဲ့ပြီးတော့ကျမဈေးပေါ်တာဆိုရင်တော့တေးဥဆေးရဈေးပေါ်တယ်အဲ့ဒါတလပဲခံတယ်အဲ့တော့ဒီတလထိုးပြီးရင်ညနောက်တစ်ခါကျရင်နောက်တလကျရင်လာထိုးရမယ်ကျမအဲ့လိုပြောလိုက်တော့ဟုတ်ကဲ့တဲ့ဆိုပြီးတော့ ကရမောသူတက်လိုက်ပြီးတဲ့နောက်မှာကျမစီတူအက်ကိုပြင်နေတဲ့ချိန်မှာသူကတခုံထပ်တော့တယ်ဆရာမတဲ့အခုကျမဇီယောင်းသွားရအောင်မှာကျမလက်ထင်မှာပတ်စံမပါဘူးတဲ့ဆရာမကျမကိုအကြွေးထိုးပြီးမလားတဲ့ကျမစီတူအက်ကလည်းပြင်ပြီးပြီသူက စီဗလင်းလေးရလဲတလိုက်ကစီဗလင်းလေးရလဲဖောက်တော့မဲ့ဆဲဆဲဖောက်တော့မဖောက်ရသေးဘူးကံတော့ကောင်းပါတယ်ဒါလေးကိုပြန်သိမ့်မယ်ဆိုရင်သိမ့်လို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းသူ့ကိုကြည့်လိုက်တဲ့အခါကျသူ့မျက်နှာတကယ်ကိုနွမ်းနွမ်းဖက်ဖက်နဲ့တနခါရေကျဲလေးနဲ့နောက်သူ့အပြင်ဘက်မှာသူချထားတဲ့ဈေးခံတောင်းလေးရလဲရှိနေတယ်ဟုတ်တယ်သူဒီအရင်အနည်းကသူ့မှာရှိတဲ့ပတ်စံဟာဈေးတွေကနေပြီးတော့ယူလာပြီးတော့ ဝယ်လာပြီးတဲ့နောက်မှာသူချရောင်းပြီးကမှဒီပစံရမှာဆိုတော့ကျမကဒါလေးကိုကျမဆက်ပါဖောက်လိုက်တယ်ဒါမျိုးကကျမမှာအမြဲတမ်းပဲဟိုဖြစ်စဉ်တစ်ခုလိုပဲကျမကလူနာတွေအများကြီးများပါတယ်ဒေါက်တာတင်တင်ဝင်းဟာသဘောကောင်းတယ်လို့ပြောကြပြီးတော့ကျမစီကိုလာတဲ့သူတွေအများကြီးပဲအဲ့ထဲထဲကတဝက်လောက်ကလက်ငယ်မပေးနိုင်ဘူး အကျွေးစီးမှုအကျွေးဆိုတာတောင်းလို့ကောင်းတော့အရာမဟုတ်ပါဘူးသူတို့လာပြီးပေးမှအများဖြစ်တော့မပေးကြဘူးလာရင်ပါလာတယ်ပါလာတာသူတို့သူတို့မှရှိတဲ့ပတ်စံပေါ့အမှထားပါတော့စီးထုတ်ပြီးပြီဆရာမဘယ်လောက်ကြလဲလို့မေးလိုက်ရင်သူတို့သူတို့ခါးထဲမှာလိတ်လာတဲ့ပတ်စံလေးတွေကိုထုတ်လိုက်တယ်ကျမက15ကျပ်ကြတယ်20ကျပ်တယ်လို့ပြောပေမဲ့သူ့လက်ထက်မှာ30လောက်ပဲပါအဲ့30တောင်းမှကျွန်တော်ခေတုန်းကအခုလိုစီးတလုံးကို1000 2000 3000မဟုတ်ဘူး စေတစေစငါချက်နှစ်စေအဲ့လောက်ပဲလေလွန်ခဲ့တော့1985လောက်86လောက်ပေါ့နော်အဲ့ဒီပတ်ဝန်းကျင်လုံးကဆိုတော့နှစ်20ကျော်ပြီပေါ့အဲ့ချိန်လုံးကတို့ကကျမ15ချက်လို့ပြောပေမဲ့တို့ဖြီလိုက်တဲ့အလေးထမ်းမှာ6ချက်လောက်ပဲပါရင်ပါမယ် ကျက်တန်လေးတွေပါမယ်ငါးကျက်တန်လေးတွေပါမယ်ဆိုတော့ကျမအဲ့ပစံကိုဘယ်လိုလုပ်ပြီးယူရမလဲအဲ့တော့ကျမပြန်ပြောလိုက်တော့ coffee လေးတောက်ပေါင်ပုံလေးကိတ်မုံလေးဝယ်စားယူသွားရတယ်ပြီးတော့မှလာပြီးညာဖြစ်တော့လာမပြေးကြဘူးဒါပေမဲ့ကိစ္စမရှိဘူးကျမစီကိုတနေ့ကိုရောက်30 40လာရင်အဲ့ထက်ကြီး20လောက်ကတော့ပါလာမှာပေါ့10ရောက်လောက်ကပါခြင်းမပါမယ်15ရောက်လောက်ကပါခြင်းမပါအဲ့ဒါလည်းအရေးမကြီးဘူးကျမလုပ်နေကြပါတော့ ။အဲ့ဒါသူ့ကိုထုတ်ပြီးရတယ်။ဘယ်ချိန်ကျမှပဲပေးပေး။ရေးကြည့်တာကနောက်တစ်လကြာရင်ဒီလိုအချိန်ပဲလာပြီးလာပြီး၅ရက်ကျမပြောလိုက်ရတယ်ခရော့ပါရယ်နော်။သူတို့အဲ့လိုမျိုးရှင်းပြရတယ်။အဲ့အချိန်မှလာခဲ့ပါ။ပြောပြီးတော့ကျမဆေးလေးကိုထိုးပေးလိုက်တယ်။ထိုးပေးပြီးတော့နောက်တင်မလေးကိုပုတ်ပြီးတော့မှသူချင်းချင်းထားအတွက်တွားအောင်မှာကိုထပ်ပြီးတော့ကြာအပြန်အထွက်မှာကျမကိုနောက်ထပ်စကားတစ်ခွန်းထပ်ပြောတယ်။ဆံမားတဲ့ဒီကျမဆေးလာထိုးတဲ့ကိစ္စကိုကျမယောက်ျားမသိပါစေနဲ့။ ကျွန်မနည်းနည်းစဉ်းစားတယ်ဘာဖြစ်လို့လဲသူကသဘောမတူဘူးတဲ့သဘောမတူအောင်ကိုဝင်ဆောင်ရတာဘာတူလဲကျွန်မစဉ်းစားတယ်လေကိုဝင်ဆောင်ရတာ main ကလေးမွေးတော့လဲ ယောက်ျားဖောင်စီမိမမင်းနေကျမတို့ယနေ့ညောင်းမှာလဲဟိုဒီလွန်ခဲ့တဲ့ခက်နေဆယ်တုန်းကခက်ပညာကြီးလည်းမတိုးတက်သေးဘူးပတ်စံတွေလည်းမရှိသေးဘူးစီးပွားရေးတွေလည်းမရှိကြသေးဘူးဆိုတော့တချို့တွေကလက်တယ်နဲ့ပဲအိမ်မှာမွေးကြတာများတယ်တကယ်ဒီမှမင်းနေဟာတကယ်ပါပဲဟိုတည်ရင်းနဲ့ဟိုတဝက်ရောက်နေတယ်လို့ပဲလေအဲ့တော့ဒီဟာဒီအကုန်လုံးကသူ့ရဲ့ဒုက္ခကြီးရောဒီယောက်ျားရဲ့ဒုက္ခမှမဟုတ်ဘဲနဲ့နောက်တစ်ခုကအဲ့ဒီအမျိုးသားဟာစိတ်ကနေနေ ဆိုက်ကားသမားတွေကိုစော်ကားတာတော့မဟုတ်ပါဘူးဆိုက်ကားသမားတွေထဲမှာအားနေရင်စာလေးတွေဖတ်နေတဲ့ဆိုက်ကားသမားတွေဒီမှာလည်းအများကြီးပဲသူတို့ ਨੇ ဟိုတရင်တင်းနေရှိပါတယ်ဒါပေမဲ့အဲ့ဒီယောက်ျားကတော့အရက်တောက်တယ်သူရလာတဲ့ဆိုက်ကားကကိုအရက်တောက်ပြတာများတယ်အမျိုးသမီးဟာသူ့အတွက်ကောသူ့အမျိုးသားအတွက်ကောအားသမီးတွေတူတားသမီးတွေလည်းများကြီးအဲ့လုံက၃ယောက်ကလေး၃ယောက်ရှိနေပြီအဲ့တော့အဲ့ဒီအတွက်ကိုသူထိမ့်သိမ့်မွားသူ့မှာပဲတာဝန်ရှိတော့သူလာတယ်ဒါပေမဲ့လည်းယောက်ျားအဲ့လိုမျိုးမလုပ်ရဘူးဆိုတဲ့အခါကျယောက်ျားမသိအောင်လာရတယ်အဲ့တော့ကျမကိုသူက ခွင့်ဟိုတတိပေးတာပေါ့နော်တောင်းဆိုတာကျမယောက်ျားမသိပါစေနဲ့ကျမပထမစဉ်းစားပြီး okay okay တော်တော်တော်ရရရတယ်သွားရောင်းကြည့်တော့ဆိုသူထွက်သွားတယ်အဲ့ဒီမှာအဲ့ဒီညနေပဲကျွန်မတခြားလူနိုင်ညနေမှာတော့လူကလူပုံများတာပေါ့နော်အဲ့ဒီညနေမှာကျွန်မစေကံဖွင့်နေတဲ့အချိန်မှာအပြင်ဘက်ကနေပြီးတော့ ဆီယမဆီယမတော်တင်တင်ဝင်းဆိုပြီးအတန်အကျယ်ကြီးနဲ့တာအော်တယ်။ယောက်ျားတန်တစ်ခု။အဲ့ဒီကလူနာတွေခဏထားခဲ့ပြီးတော့အရေးကြီးတဲ့လူနာမှတ်လို့ပြောရအောင်လို့ပေါ့နော်။ဒီလူနာပြီးရင်လိုက်လာမယ်။ဘာညာပေါ့။ကျွန်မထွက်လိုက်တဲ့ခါကျတော့အဲ့ဒီအမျိုးသားမတည့်ရန်နဲ့ခြံဝိုင်းထဲမှာဘာဘာကိစ္စလဲလို့ဆိုတော့သူ့ကိုကြမ်းကြည့်လိုက်တဲ့မှတ်မိတယ်။သူ့မျက်လုံးကနေနေတယ်။မျက်နှာလည်းနည်းနည်းဟိုခတ်။အရဲ့သမားတို့ထုံးဆံပေါ့နော်။မျက်နှာလည်းနေနေပြီးတော့ဟိုချင်းလန်းကလည်းတိတ်ပြီးတော့မမှန်ချင်ဘူးပေါ့။ကျွန်တော်မိမ မနေ့တုန်းကလာသွားလာတဲ့ဆိုတော့ကျမကမလာပါဘူးလို့ကျမပြောလို့မရဘူးကျမကအမှန်တော့စကားကိုသာဆိုရမယ်လေအဲ့တော့ဒီမှာပြမတော့စဉ်းစားတဲ့ညာရင်ကောင်းမလားပေါ့သူတို့ရဲ့သူတို့ချစ်ချင်းအတွက်သူတို့ရဲ့ဟိုစီလုံးညီညွတ်မှုအတွက်ကျမညာလိုက်ရင်ကောင်းမလားလို့စဉ်းစားတယ်ဒါပေမဲ့ညာလို့မဖြစ်ဘူးအဲ့ဒါဟုတ်တယ်မနေ့ကအချင်းအမျိုးသမီးလာတယ်လို့ပြောလိုက်တော့သူဆေးထိုးသွားလာတဲ့အဲ့ကျမကလေဟုတ်တယ်သူဆေးထိုးသွားပါတယ်လို့ပြောတော့သူထက်မေးတယ်ဘာဆေးထိုးပေးလိုက်တာလဲတဲ့ အဲ့တော့ကျမအဲ့ချိန်မှာနည်းနည်းကျမရဲ့တိခန့်နိုင်စွမ်းကကုန်သွားပြီကုန်သွားတော့သူ့ကိုနည်းနည်းអော်လိုက်မိတယ်နော်။ဘာစေးထိုးတော့ရှင်ပါတိမှလဲကျမဒီစေးနာမည်ပြောတော့ရှင်တိမှလားလို့ပြောလိုက်တော့သူနည်းနည်းတော့တွေ့သွားတယ်။တွေ့သွားပြီးတော့ကျမကိုထပ်ပြောတယ်။ကျွန်တော်မိမကို ျွန်တော်မသိပဲနဲ့သတိတားဆီးတွေပါတယ်ထိုးမပေးပါနဲ့ထိုးပြီးရင်ဆာမနဲ့ကျွန်တော်နဲ့အတိပဲတဲ့အဲ့လိုလက်ညှိုးထိုးပြီးတော့ပြောလိုက်တယ်ပြောလိုက်တော့အဲ့ဒီအရွယ်တုန်းကကျွန်မအသက်ဟာ30အမ်အပြည့်သိဘူးပေါ့နော်28 29လောက်အရွယ်ရှိမယ်ကျမစိတ်ထဲမှာကလည်းသူ့အမျိုးသမီးအတွက်ခံစားရတဲ့ခံစားချက်တွေအလဲပြင်းထန်နေတဲ့အရွယ်အမျိုးသားနဲ့အမျိုးသမီးနဲ့ကြားရရဘာညာဘာညာအဲ့ဒါတွေကျမကလည်းစဉ်းစားနေတဲ့အရွယ်ဖြစ်တဲ့အတွက်ကျမသူ့ကိုပြောလိုက်တယ်ရှင့်မိမ စေးလာထိုးတာမထိုးတာဘာစေးထိုးတယ်ဆိုတာကျမရှင်ကိုပြောပိုင်ခွင့်မရှိဘူးပြောတော့လေဘာမှရှင်းသားလည်းမမဟုတ်ဘူးထိုးတော့ဘာဖြစ်သေးလဲမျိုးသမီးနဲ့လူနာနဲ့ဆရာဝန်ကြားထဲမှာလူနာကတောင်းဆိုရင်နောက်တင့်တော်တယ်လေထင်ရင်ဘေးလည်းမဖြစ်ဘူးဆိုရင်ဆရာဝန်ကထိုးပေးဖို့ဝတ်ရားရှိတယ်အဲ့တော့ရှင်ခုချက်ချင်းကျမအိမ်ထဲကနေပြန်ထွက်သွားလို့ပြောလိုက်တယ်ပြောလိုက်ပြီးတော့ ူကကျမကိုဆက်ပြီးတော့ပြောချင်တယ်ဒါပေမဲ့ကျမရဲ့မျက်နှာထားကလည်းခက်တင်းတင်းဆိုတော့သူကပြောတော့ပြောချင်နေမိမဲ့ပြန်ထွက်သွားလိုက်တယ်ကျမစိတ်ထဲမှာမကောင်းဘူးဟောငါနေ ေတ္တာလေးနဲ့အပြုံးလေးနဲ့သူ့ကိုတနေရာမှာခေါ်ပြီးတော့ဒီနေ့မဟုတ်ရင်တောင်မှဩဟိုသူ့နာမည်နဲ့ပေါ့နော်မနေ့ဖန်မနေ့ကြာလာခဲ့ပါလားကျမပြောစရာတွေရှိတယ်ဆိုပြီးတော့ပြန်ခေါ်ပြီးတော့ပြောလိုက်တင်ဘူးလားလူနာတွေတော့ရှိနေတာမှန်တယ်ကျမမှတန်းစီနေတဲ့လူတွေလည်းရှိတယ်ဆိုတော့သူ့ကိုနည်းနည်းညံ့ညံ့လာနှင်လွတ်လိုက်မိပေမဲ့ကျမပြန်လာတဲ့ခါမှကျမစိတ်ထဲမှာမကောင်းဘူးဒီတဲ့ပုံပြီးဆုံးရှုံးတာကနောက်တနေ့လဲအဲ့ဒီအမျိုးသမီးကျမကိုပတ်စံလာမပေးဘူး ။ထားပါတော့အဲ့ဒီလုံးကဆေးတလုံးဟာ20ဖြစ်ချင်းဖြစ်မလား30ဖြစ်ချင်းဖြစ်မလား။ကျမအတွက်အဲ့ဒါဘာမှအရေးမကြီးဘူး။ဒါပေမဲ့အရေးကြီးတာကဘာလဲဆိုတော့သူနောက်ထပ်မပေါ်လာတော့ဘူး။နောက်လာလည်းမပေါ်လာဘူး။သူတို့ချင်းချင်းညံဖြစ်ကြမှာပေါ့။ကျမတွေးကြည့်တယ်လေ။ပြီးတော့မှကျမ back date နဲ့ပြန်တွေးကြည့်တဲ့အခါမှာသူတို့ချင်းချင်းညံဖြစ်ကြမယ်။နောက်ဒီလိုမသွားနဲ့တော့ဘာလို့ပြောကြမယ်။ ီးတော့ပြီးသွားမယ်။နောက်ထပ်နှစ်နှစ်၊၃နှစ်၊၄နှစ်ကြာတဲ့အခါမှာသူကျမဆေးကန်းကိုမလာဘူး။ကျမကတော့လူနာခေါ်လို့ရှိရင် home visit လိုက်ရတဲ့အခါမှာသူတို့ဆေးသူတို့အိမ်လေးရှိရနေကျမအမကြာခဏဖြတ်ဖြတ်ပြီးသွားမိတယ်။သွားတဲ့အခါမှာသူတို့အိမ်လေးရှိမှသူလည်းမတွေ့ပါဘူး။သူမျိုးသမီးလည်းမရှိပါဘူး။ဒါပေမဲ့ကလေးအကြီးလေးကကလေးအငယ်လေးကိုချီလို့နောက်ထပ်အလက်ကလေးတက်ကိုလက်ဆွဲလို့ကလေး၃ယောက်ကနေ၄ယောက်၄ယောက်ကနေ၅ယောက် ဲ့လိုဖြစ်လာတဲ့အခါမှာကျမဒါကျမရဲ့အရှုံးလိုပဲကျမခံစားရတယ်။တကယ်လို့ဒါကျမကသူ့ကိုပြေပြေပြစ်ပြစ်နဲ့အင်းထဲကိုခေါ်သွင်းမယ်။ဒါမှမဟုတ်လို့ရှင်နောက်တစ်နေ့ထပ်ချင်းပြီးတော့မျိုးသမီးနဲ့မျိုးသားချင်းမှရှိတဲ့နားလည်မှုတွေကိုကျမများပေးခဲ့တယ်ဆိုလို့ရှိရင်သူတို့နောက်ထပ်ဒီကလေးတွေထပ်ရလာစရာတောင်းရှိဘူး။ကျမအဲ့လိုပဲတွေးတယ်လေ။ဆိုတော့ဒါဟာကျမရဲ့အမှားဒါတွေကိုကျမပြန်ပြီးတော့တလုံးလုံးစဉ်းစားတိုင်းစိတ်ထဲမှာသူပြောက်ထဲတယ်မကဘူး။ကျမမှာအဲ့ဒါမျိုးအများကြီးရှိတယ်။အဲ့တော့ကျမရေးမိတယ်။ ဆရာဝန်တယောက်ရေမှတ်စုများဆိုတဲ့ခေါင်းစဉ်အောက်မှာဒါမျိုးဝတ္ထုလေးတွေကျွန်မရေးတယ်အဲ့ဒါကဒီထဲမှာကျွန်မမိကွန်းထုတ်ထားတာဟာအမျိုးသားတယောက်ဟာအမျိုးသမီးတယောက်ရဲ့ကိုခန္ဓာကို ကာမပိုင်းနှစ်ယောက်ကြားဆိုင်ကျွန်မကြားဘူးပါတယ်ဒါပေမဲ့လည်းအမျိုးသမီးရဲ့ကိုခန္ဓာကိုမျိုးသမီးကိုယ်တိုင် တားဖို့တိုင်ကလေးကိုဖြတ်တာမဟုတ်ဘူးတဘာဝတရားနဲ့မညင်ညွတ်တာလည်းမဟုတ်ဘူးဒီကလေးကိုသူကျွေးမွေးပြုစုဖို့မတတ်နိုင်လို့သူတားမယ်ဆိုရင်သူတားဖို့အတွက်ကသူတယောက်တည်းရဲ့စိတ်နဲ့မှရရဲ့လားအမျိုးသားကိုတကယ်တိုင်မရမှာလားအမျိုးသားမှအဲ့ဒီအခွင့်အရေးတကယ်ရှိသလားဒါကျမလည်းမသိဘူးဒါပေမဲ့လည်းကျမအဲ့ဒီပြဿနာလေးကိုဝိထုထဲမှာထည့်ပြီးတော့ရေးလိုက်နေတယ်။အဲ့တော့အဲ့လိုမျိုးရေးတာလေးဟာကျမရဲ့ဒုတိယကန္တာဖြစ်တော့မြေမျိုးသား တန်းတူဖြစ်ရေးသို့မဟုတ်မျိုးမီးနဲ့မျိုးသားညီညွတ်ရေးဆိုတဲ့ gender issue ကိုကျွန်မနည်းနည်းပို့ပြီးတော့စိတ်ဝင်စားမိသွားတဲ့အပိုင်းပေါ့